MSP ကျွန်တော်ကဒီလိုမျိုးရင်ထဲကပါတဲ့သင်းမျိုးပေါ့နော်အားနဲ့မန်နဲ့စိုးရတာမျိုးဆိုရင်တော့အရန်ကြီးအခက်ခဲမရှိဘူးပါဆိုကျွန်တော်ကလည်းအတန်လုံးနေနေကြီးတော့လေတဲတဲ့ကိုလည်းငကူတွေကဂုံပြူကျင်တဲ့စိတ်ရယ်တဲတဲ့လည်းအချိန်အချိန်အရန်ကောင်းပြီးတော့အဲ တအားအောင်မြင်နေတဲ့အချိန်မှာပို့ပြီးတော့အချိန်ကောင်းသွားအောင်ပဲတမီးအတွက်စဉ်းစားပါဒါလေးကိုတော့လုတ်ဖြောက်လုတ်မယ်ဆိုပဲစိတ်ကူးလိုက်တာ MSP ကျွန်တော်ကတော့ထုံးစံတိုင်းပေါ့ကိုဘေးဖြစ်လဲဖြစ်တဲ့အကြောင်းတချင်းရေးတယ်ဂလီလှုပ်လဲလှုပ်တဲ့အကြောင်းတချင်းရေးတယ်အဲ့ဒီအချိန်မှာတသက်တိုင်ဝဲတဲ့ပတ်သက်ပြီးတော့အဲ့ဒီ attention တွေအရင်ယူဟိုပြပြန်တဲ့အချိန်မှာကျွန်တော်အဲ့ပုံလေးနဲ့ပုံကြည့်တော့ငါတချင်းရေးကျင်နေဆိုတဲ့စိတ်မျိုးဖြစ်လာချက်ဖြစ်လာတော့ချက်ချင်းရေးလိုက်တာပေါ့နော်ချက်ချင်းရေးလိုက်ပြီးတော့အဲ့တချင်းပြီးသွားတဲ့အချိန်မှာကျွန်တော်ဘာလို့ ਆ ပြစိတ်ကူးတာပေါ့နော်စိတ်ကူးလို့ဆိုတော့ကျွန်တော်တချင်းဆိုဖို့အတွက်ကိုလူ choice လုပ်တာပေါ့ choice လုပ်တော့အဲခက်ခဲရဲ့ရှေ့မှာနှစ်ယောက်လောက်တော့ကျွန်တော် request လုပ်ဘူးလေဒါကြောင့်ကျွန်တော်နားထောင်ကြည့်တဲ့အခါမှာ စိတ်စိတ်တိုင်းမကြောက်ဘောเนาะဒီတချင်းနဲ့ပတ်တဲ့အားနဲ့မန်နဲ့ပါကြတဲ့အဲ့တဲ့အဲတပီးစီဖိုးလန့်ဆက်တပီးရေလို့ဆိုတော့အဲ့ပတကင်ရှေ့မှာဒုဆိုသေးလားမသိဘူးဟုတ်တယ်နော်ဟုတ်ဟုတ်တယ်အဲ့ပတကင်သူခက်ခက်နဲ့တချင်းတို့ဖန်တီးလိုက်သေးတယ်အဲ့ပြီးရပြီးအဲ့တချင်းတို့လည်းတပီးလာဆိုလာဆိုပြပါဟိုအတန်သွင်းတော့မယ်ဆိုတော့လည်းရတယ်ဆရာလည်းတပီးလာဆိုပြမယ်ဆိုတော့အဲ့မှာသူသူ့တချင်းလည်းကျမပေးပြပါဘူးအဲ့စတူဒီယိုရောက်မှအဲ့ကျွန်တော်တို့ကဟို ဘယ်လိုခေါ်မလဲဆိုတော့ကျွန်တော်က producer နဲ့ဟိုလိုရတဲ့ဘဝမဟုတ်ဘူးဒါလေးကကျွန်တော်ကဂူပြူတင်တဲ့စိတ်တစ်ခုနဲ့ကျွန်တော်ကျွန်တော်ဟိုပေါ့နော်ကူပိုင်ငွေလေးနဲ့ပေါ့ကူပိုင်ငွေလေးနဲ့ဒီရလေးကိုရေးပြီးတော့ EMS studio မှာအာဂီတာမူခွန်စာတီကိုအပ်ပြီးတော့တီးရချိန်မှာတမီးရတကူတကလာတယ်ဒါပြီးတော့အဲ့ဒီမှာအဲ့ဒီချိန်လေးကိုအဲ့ကြမှာသူကလည်းကြားတာကြားရတော့သူစိုးတယ်ပေါ့နော်စိုးတော့ကျွန်တော်လိုချင်တာလေးသူပြောပြပြောပြတော့သူအဲ့တိုင်းလေးကိုကျူးစားမဲ့ဆိုလိုက်တော့ TV ရလည်းသူကတန်းဆိုသွားတာအာ နောက်ထပ်ဘာတွေဘာတွေဘာတွေတိတဲ့သူ့မှာထပ်ဆုံဖို့အချိန်အချိန်မရဘူးတော့ဒါနဲ့အကောင်းဆုံးသူဆိုသွားပေးတယ်ပေါ့နော်အာအဲ့ဒီတော့အဲ့ဒီတုန်းကအဲ့ဒီသချင်းလေးကိုကျွန်တော်ကလုံနေတဲ့အချိန်မှာဟိုမှာတဲတဲပြိုင်ပွဲပဲဝင်ဝင်လို့အဖြေကြီးထွက်သွားပြီပေါ့နော်အဲ့ဒီတော့ကျွန်တော်မတင်ပြဘူးပေါ့မတင်ပြမလုပ်ဖြစ်ဘူးမဖန်တီးဖြစ်ဘူးဒါနဲ့အဲအခုချိန်မှာဟောပေါ့တပီးတော်ကသူလည်းခရရထပါဒိုင်နီကြီးပြည့်ဆိုကိုဝမ်းစာသွားတာပေါ့ သူရဲ့ဒိုင်လူကြီးဖြစ်တဲ့ကိစ္စတွေကိုကြည့်နားထောင်နားထောင်ယူတော့သူ comment လေးတွေဖတ်ကြည့်တာပေါ့နော်ဖတ်ကြည့်တာပေါ့ဖတ်တဲ့အခါမှာကိုတပည့်ကိုတမီးနဲ့ပတ်သက်ပြီးတော့တချို့ဟာလေးတွေဖတ်တဲ့အခါမှာဩဒီအချိန်မှာတပည့်ရဲ့အမှုပညာကိုငါချပြတယ်ဆိုလို့ရှိရင်တတဲကိုလည်းငကူတွေကဂုဏ်ပြုခြင်းနဲ့စိတ်ရဲတတဲလေးအချိန်အချိန်အရန်ကောင်းပြီးတော့အဲတအားအောင်ပြည်နေတဲ့အချိန်မှာပို့ပြီးတော့အချိန်ကောင်းသွားအောင်ပဲတပည့်အတွက်စေစားပါဒါလေးကိုတော့လုတ်ဖြောက်လုတ်မယ်ဆိုပဲဆိုစိတ်ကူးလိုက်တာ ်စိတ်ကူးတယ်ဆိုပေမဲ့ဒါဘလို့ပူပေါ်မှမသိပူပေါ်ကမသိမသိတဲ့ခါကျတော့အဲ့ဒီမှာမပြောလိမ့်မယ်နဲ့ပေါ့နော်ကျွန်တော်ဟိုအဲ့ဒီ online ကနေပြီးတော့ကျွန်တော်ရဲ့အလူပညာကိုလည်းချစ်တယ်ကျွန်တော်ကိုလည်းအမတန်မှဟောပေါ့ကျွန်တော်ရဲ့ဟို live ကိုလည်းသူကအများနဲ့ကြည့်ပြီးတော့ကျွန်တော်ပေါ့ fee ဖြစ်တဲ့အဲ AI သမားလေးတယောက်ပေါ့သူက professional လုပ်စားတာမဟုတ်ဘူးကြသူကနိုင်ငံသားမှနေတာနေပြီးတော့သူ AI လေးတွေကျွန်တော်သဘောကျတယ်နဲ့ကျွန်တော်စာတန်းရေးလိုက်တော့သူက reply ပြန်တယ် ပြန်တဲ့အချိန်မှာတယောက်ပြောပြီးသွားတာပေါ့နော်ပြောပြီးသွားတော့ဒါလေးကိုဒီလိုလုပ်ချင်တယ်ဆိုတော့ तू က story book တွေပါကြီးအဆဆွဲဆွဲပြီးတော့ကျွန်တော်ပြတာပေါ့နော်ပြောမင်းသမီးကအာဒီလိုဘလူးတော့မှလည်းဘူတဲဆုကြီးပုံလည်းလုပ်ချင်တယ်ဆိုတော့အာတဲတဲစီဖွင့်တောင်းဖို့အတွက်ကိုစူးစမ်းရပြန်အောင်စူးစမ်းတော့အာသူ့ဆရာဟိုကိုထူးစီလည်းကျွန်တော်ကဖုန်းဆက်တယ်တဲတဲစီလည်းဆက်တယ်ဒါနဲ့ဟိုအချိန်တည်းတည်းလေးကြာလာတယ်ပေါ့နော်သူတို့လည်းအလုပ်တွေအရရမ်းများတယ် ။နောက်တမီးကိုအကူကြီးတောင်းတော့တမီးကအာတဲတဲဆရာကိုထူးအလွင်စီမှာသူ request လုပ်လိုက်တဲ့အခါမှာဟိုကခွင့်ပြုပါတယ်ဆိုတဲ့အခါကျတော့ကျွန်တော်ပထမအခြေရလဲအရန်တောက်ကြသွားမှာဆိုတယ်။ဘာလို့ဆိုတော့ तू diary လုပ်တဲ့အချိန်မှာဒါပြချင်တာဟုတ်။ဆိုတော့ပထမဟိုဟိုဒီမိတယောက်နဲ့ပေါ့နော်ကျွန်တော်ဟိုတူပါရွှေကျူတွေကတယောက်နဲ့ပုံတယ်လုပ်လိုက်သေးတယ်။လုပ်ပြီးတော့မှတခါခွင့်ပြုချက်ရပြီဆိုတော့ဆိုတော့တခါအစအစ်စ်ကပြန်စပြီးပြန်လုပ်ရပြန်အောင်။ဆိုတော့ AI နဲ့ဖန်တီးရတာဆိုတော့အချိန်ကတော်တော်ပြေးရတယ် ော်တော်ပြီးရတဲ့အခါကျတော့တဖြည်းဖြည်းနဲ့ဟိုတလားနဲ့နှစ်လားလောက်ဖြစ်ဖြစ်သွားတာပေါ့နော်အာအဲ့ဒါနဲ့အခုမှစပြီးတော့တင်ရမှာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်အောက်တိုဘာ13ကကျွန်တော်မွေးနေ့ဖြစ်တယ်ကျွန်တော်မွေးနေ့အထိပ်ပဲနေအဲလေရောက်အောင်တနည်းရဲ့ဒီဒိုင်မမစတာဘာဒိုင်လူကြီးလုပ်တဲ့အခြေနားဝတော့မသိဘူးပေါ့နော်ဆာဘယ်ရမှသိရအောင်အဲအဲ့အခြေဒီမှာသူ့ရဲ့ဟို vocal power သူ့ရဲ့အမြင့်ပညာကိုလည်းကျွန်တော်ပြကျင်တာနဲ့ ဒါလို့ကြိုးစားလိုက်တာပေါ့နော်အာဒီတရင်ကျွတ်မှာတင်မယ်ဆိုပြီးတော့ဒါဆရာကခွင့်ပြုပေးလို့ပါဆရာကဒါအမြင့်ကိုမြှောက်တင်ပေးလို့ပါတနည်းအားဖြင့်တော့ဒါညီမလေးညီမလေးတဲစုငင်းပေါ့နော်ညီမလေးတဲတဲနဲ့ပတ်သက်ပြီးတော့ဆရာကညီမလေးကိုချီးမြှောက်တယ်အဲ့ဒီဟာအောင်မှညီမကဒါဆရာချီးမြှောက်တဲ့ပုံမှာလိုက်ပြီးတော့အဲကိုတက်လန်းအတွက်လည်းဆရာထပ်ပြီးတော့ညီမလေးလည်းချီးမြှောက်ရင်းနဲ့ကျွန်တော်ကိုလည်းပွဲထုတ်ရင်းနဲ့ပေါ့အဲ့လိုမျိုးပေါ့ ဆရာချင်းမြောက်ရှင်နေညီမလေးကိုလည်းချင်းမြောက်တယ်သူတပည့်ကိုလည်းပွဲထုတ်ပေးရဲအဲ့လိုမျိုးဆိုပွဲပွဲထုတ်တာမဟုတ်အောင်ချပြတာချပြတာချပြတာပွဲထုတ်တာအစ်စ်မှမဟုတ်တယ်ဥစားဟုတ်တယ်မလားခုတပည့်ကရည်ချင်းရှိပြီလားဥစားကျွန်တော်ကဒီလိုမျိုးရင်ထဲကပါတဲ့သင်းမျိုးပေါ့နော်အားနဲ့မန်နဲ့စိုးရတာမျိုးဆိုရင်တော့အရန်ကြီးအခက်ခဲမရှိဘူးပါဆိုတော့ကျွန်တော်ကလည်းအတန်လုံးနေနေကြီးရောလေ နုအရွာလေးကြတာကျွန်တော်နည်းနည်းခတ်ခဲ့တာဒါကကျွန်တော်အရင်ကြိုက်တဲ့သချင်းပုံစံလေးဖြစ်တော့အဲနောက်ပြီးတော့ဒါကဟိုဆရာကမြန်မာသံစံအောင်ရေးထားတာမဟုတ်ဘူးအဲ့လိုမျိုးဆိုတော့လေအဲ့လိုမျိုးဆိုတော့အဲကိုတို့အဆိုရတာအစဉ်ပြေတယ်အနေကမူတွင်းရတာဘာမှမကြပါဘူးကြားရတဲ့နေအော်ဆရာသမီးသချင်းတော်တော်ကြိုက်တယ် social platform တွေပေါ်မှာယူတင်ပါဆိုတော့ဆရာသမီးအားနာတယ်ဆိုမဟုတ်သမီးယူတင်ရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဆရာကလည်းစစရတော့ကျေးဇူးတင်ပါတယ်စဖန်တီးတဲ့ဟိုကကျွန်တော်တည်ကျေလို့မဟုတ်ဘူးသမီးဟိုသူသူ့ရဲ့ ူပဲတခြင်းတွေလည်းတပုတ်အနေနဲ့ဖြစ်ချက်ဖြစ်ချက်တော့အဲ့ဒါလေးကိုတတိဒီလိုလေးဆိုတော့အဲ့ဒါသူစုခိုင်းတာကျွန်တော်တခြင်းတွေကိုကျွန်တော်ပြိုင်ပွဲလုပ်ဖို့အစီအစဉ်ရှိတယ်အဲ့ထက်မှအာနှောင်းဆိုတဲ့ရွက်ရှင်ဇာကားတွေကနှောင်းတခြင်းရဲ့ဒီပန်ထွားတဲတဲလို့ပန်ထွားတခြင်းရဲ့ကျွန်တော်အရင်ကရေးခဲ့တဲ့မနိဆန္ဒတန်ဂျင်းဆိုတဲ့တခြင်းရဲ့အဲ့သုံးပုတ်ကိုကျွန်တော်ပြိုင်ပွဲလုပ်ဖို့ပေါ့နော်တနင်္ဂနွေလုံးမှာရှိတဲ့ဂီတဝါဒနာရှင်ပြိုင်ပွဲလုပ်ရဆိုတော့ဒီ သူတို့လုပ်တဲ့ဟိုအကြီးကြီးတော့မဟုတ်ပါဘူးကျွန်တော်အဲ့လောက်ထိမတက်နိုင်ဘူးကျွန်တော်အဲ့ဒီဆရာသမီးကြီးမလုပ်ပါဘူးကျွန်တော်ရိုးရိုးရဲရိုးရိုးပဲကျွန်တော် TikTok တွေမှာအဲဒီစင်းလေးတွေကို music တွေပို့ပြီးတော့အဲတိုက်တဲ့သူတိုက်တဲ့တိုက်တဲ့စင်းကိုပြိုင်နိုင်တယ်ဆိုတော့အဲအဲ့ပုံစံမျိုးလေးလုပ်ကိုစိတ်ကူးထားပါတယ်မြန်မာနိုင်ငံမှာရှိသမျှ miss တွေအကောင်လုံးကိုအားပေးတယ်အထင်းမှာမှဟိုကိုရီးမြန်မာနိုင်ငံတနိုင်ငံလုံးစပြီးတော့တုံ့ဟုတ်သွားစီတာကဒါမြန်မာလေးကနေ ညီမလေးအပါဝင်ပေါ့နော်ညီမလေးကအဆဆိုတော့ညီမလေးအပါဝင်ပေါ့အရှိမလေးဆန်းစီနီယာမစ်စ်တွေရှိသေးတော့လေအဲညီမလေးတဲတဲကသူ့အသက်ရွယ်နဲ့တလောက်တိအောင်မြင်ဖို့ဆိုတာလည်းမလွယ်ဘူးအဲသူ့လိုမျိုးလည်းဖြစ်စင်နိုင်ဖြစ်လို့မရဘူးအဲ့တော့သူ့အနေနဲ့တလောက်တိအောင်မြင်တာတခြားနိုင်ငံတွေဖြစ်ပါအခုချိန်ကြီးနာမည်ရှိနေတာဒီနိုင်ငံမှာလည်းမဟုတ်ဘူးပေါ့နော်ဒါအောင်လည်းဂုဏ်ပြုပါတယ်အဲ့ဒါအောင်လည်းဒီနေ့ဆရာကလည်းထပ်ပြီးဂုဏ်ပြုရင်ကျမကလည်းနောက်ကနေလိုက်ပြီးဂုဏ်ထပ်ပြုရင်ပေါ့နော်ဟုတ် ။တခြားတော့ဒီမြန်မာလေးနဲ့ပတ်သက်ပြီးအချင်းဆိုပြီးအတန်းချင်းရှာတာမျိုးပါမျိုးမရှိဘူး။ဒါဆရာကလည်းစိတ်ရင်းနဲ့ခုံပြူတာ။တချို့လိုအထင်လွဲမှဆိုလို့ပေါ့နော်။ဒီချင်းလေးကလည်းအခုမှကောက်ထုတ်တာမဟုတ်ညီမတို့မိနစ်တည်းကလှုပ်ထားပြီးသား။တချို့ကကြတော့ဒီမှာဒီချိန်မှာတခြား miss ပြန်ပွဲလည်းစနေတော့အဲဒါဒီချိန်ကောက်တင်တာလားဆိုပြီးထင်မှဆိုလို့ဒါကျမတို့ကမိနစ်ကလည်းလှုပ်ထားတဲ့ချင်းလေးပါ။ခစ်ခစ်ကွာလေဟိုအရန်တဲ့ရှင်ရရန်ရှာတဲ့ခေဖြစ်ဒါနဲ့ဒီဥသသာပြောရမှာဆိုရင်ဒီအခုတင်ဆက်တဲ့ကိစ္စကတော့ ို attention ရှာတဲ့ပုံစံမျိုးကျွန်တော်တို့ကလုံးဝမရှိဘူး။မရှိဘူးဆိုတာတဲတဲကိုငကိုတဲ့သူတိုင်တဲ့ဟာဒီအချင်းကသူ့ကိုဂူဂူချင်ကြီးထားတယ်။အဲနောက်တော့သမီးကိုလည်းစုခိုင်းတဲ့ခါမှာကျွန်တော်ကိုယ်တိုင်ကဒီဆိုတဲ့ပုံကပါပါတွေရောအစိုးပညာထည့်ပြီးစုထားတယ်သဘောကျတယ်။အဲတော့ဒီအချိန်မှာဓာရီကချပြလို့အဲအကောင်းဆုံးပေါ့နော်။နောက်တစ်ခုကဟိုမြန်မာမှုနဲ့ပတ်သက်တဲ့တချင်းတွေပေါ့နော်။ဒီဟိုအင်းနဲ့အားနဲ့ music အားတွေရောပါလို့ပေါင်းတဲ့တချင်းတွေတည်းမှာဒီ AI နဲ့ ပထမဆုံးဖန်တီးပြီးတော့တချင်းတို့ကအစဆုံးဒီကမ္ဘာချင်းတွေထဲမှာကြာခုစပြီးတော့လုတ်ဖြစ်နေဆိုတော့ဟာမျိုးလည်းဖြစ်ချင်တာလည်းပါပါအဲ့တော့ဟိုနောက်တစ်ပုတ်ရှိသေးတယ်ကျွန်တော်ကျွန်တော် CD ပေါ့နော် CD ရဲ့ title တချင်းပေါ့ရွှေစီတချင်းလေးယူလဲကျွန်တော် AI နဲ့အမှန်ပါတော့ရွှေစီတချင်းကိုစပြီးတော့ဖန်တီးလိုက်ဖန်တီးနဲ့အကြံရသွားတာဟာအဲ့ဒါလည်းဆိုတော့လို့ရှိရင်ဒီတကယ်လို့ကတော့တချင်း presentation အရင်ကောင်းမယ်ဆိုတော့ပြောရလေးဆက်ပြီးတော့ဖန်တီးဖြစ်သွားတာပါဒါနဲ့ခြားပြတာတော့ဒါကိုယူခြားပြဒါတော့လဲဆိုတော့ တပီးကိုပဲအပ်ပါတပီးကိုတည်စေတဲ့အချက်ပေါ့နော်ဒီအမှန်တော့တရင်ကျက်ရဲ့လေးကိုတည်စေခြင်းတရင်ကျက်ပွဲတော်အပီးနောက်ပြီးတော့ကျွန်တော်ဟိုခုနပြောတယ်ကျွန်တော်မွေးနေ့ပေါ့အသက်တရပေါ့အာအော်တိုဘာ7ရက်နေ့ဖြစ်တဲ့တော့အဲ့ဒီမတိုင်ကလေးတရင်ကျက်ရဲ့မှာဒီတချင်းလေးကအားလုံးမျော်လင့်နေကြတယ်ဆိုတော့ခြေလေးကိုကြည့်နေတယ်အဲ့တော့တပီးတည်မဲ့ရဲ့ပေါ့ဟုတ်အော်တိုဘာပထမဘတ်လောက်ထဲပေါ့ ောက်ထိဝါသနာကြီးတယ်နောက်ပြီးတော့အလူပြည်နဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိအာစိတ်ပြတ်သားတယ်ပေါ့ဟိုတဲစုကြီးလိုပဲတဲတဲလိုပဲသူနဲ့အခုကဒီတစ်ချိန်တည်းမှာသူတို့ပုံစိတ်တဲ့အလူပြည်နဲ့ပတ်သက်တဲ့ခံစားချက်ပုံစံတူတဲ့ညီမတယောက်ဓာတ်တွေ့ရတယ်ဖြစ်ဆိုတော့သူ့ငကိုယ်တည်းကအဲ့ဒီအလူပြည်နဲ့ပတ်သက်တဲ့သူလုံးဖြောက်လုံးမယ်ဆိုတော့စိတ်သူ့စီမှာရှိတယ်တခါစီကိုမထင်ထားတာညီအောက်သူ session တွေမှာ list တွေပြန်ကိုကထင်တော့မထင်ထားဘူးစီတာဒါလည်းအားပေးတယ်ပေါ့နော်အားပေးရဆိုတော့ အော်ဘာပဲလို့လို့အမှုပညာဆိုတာကအခုလုံးဝမှာပဲဘက်ဆုံးနောက်ဆုံးကတည်းကသူကျူးစားတယ်အာသူကျူးစားတယ်ဆိုတာရယူလို့ဘုတ်ထက်ကိုသူရဲ့ကျူးစားမှုကိုသူပြချင်တာပေါ့အဲ့တော့သူကျူးစားမှုတိုင်းကလည်းအရာထင်တယ်လို့ပြောရမှာပဲအဲ့ကြတဲ့ဘာမှပူပြီးတော့ကံကောင်းစီတာကျွန်တော်လည်းဝေလက်ချယ်ဒီအတိတ်မြောက်ပြီးလို့သူ ခုနမဲ့ချက်ပါလို့ကတင်ကန်းစီးလိုက်တယ်။တိရိုက်ရှင်ကြီးဆရာရဲ့တပည့်ပဲပေါ့နော်။ညီမတို့ရဲ့အမမဝင်တဲ့ခြေတွေဆရာနဲ့အဲ့မဝင်တဲ့ခြေတွေတို့ရှိမှာကိုကလည်းစိတ်ညစ်ရတာဝစ်ချင်နေဆိုဆရာနဲ့အမနဲ့ကလည်းဒီเจ้าမဝစ်ဆိုတခါတန်းပို့ပြီးကရုံးတုံးမိလိုက်တယ်။ဝင်လိုက်တယ်။အေးရတော့မသိဘူး။ကျွန်တော်တို့ရှိမှာလည်းချက်ချင်းကရုံးတုံးပြီးချက်ချင်းဝင်လိုက်တာ။ဒါပြင်အဲ့ဒီဘောဘောတော့ဘာသာရေးအရာကြည့်မယ်ဆိုလို့ရှိရင်လူပြောင်းရဲ့ကန်တရားပေါ့နော်။ဆိုတော့တအားပြောင်းလဲသွားတယ်။နောက်မှအဲ့ဒီခုနမဲ့ချက်ပါလို့ဆိုတာလည်းအသာထူးကြတဲ့ ဟောနေရပေါ့နော်သာသနာပြုပေါ့အဲ့မှာ तू ကဟိုတိရရှင်ဝင်လိုက်တဲ့အချိန်အဲ့တော့ပိုင်းကိုတိတိစတာယူသူ့ရဲ့ဟိုသူစူးစမ်းမှုတွေအများထင်လာတာပေါ့မြင်ရတာပေါ့နော်တွေ့ရတာအဲဒီသင်းလေးကို now October ပထမပတ်လောက်ထဲမှာအဲ YouTube channel ပေါ့နော်ညီမ YouTube Facebook မှာနားဆင်နိုင်ပါမယ်နောက်ပြီးတော့ အဲဒီတခြင်းလေးဟာဆရာရဲ့အစအဆုံးခံတီးမှုပါကျမကတခြင်းဆိုပေးရုံပဲပေါ့နော်အဲဒီတခြင်းလေးကိုဂုံပြုတ်ပေးတာညီမလေးတဲတဲကိုလည်းဆရာကဥဆောင်ပြီးတော့ဂုံပြုတ်ပေးတာပါအဲကျမတို့ကနောက်ကနေပြီးတော့ပဲလိုက်ပြီးတော့ဆရာသဘောအဲအကြိုက်လိုက်ဆောင်ပြီးတော့ပေါ့နော်ဆရာသဘောနဲ့တင်းတစ်ခုလုံးအကုန်လုံးကဒီ AI create လုပ်တာစလို့ဘန်တစ်ခုလုံးစတူဒီယိုအကုန်လုံးကအဲဒါဆရာကတဘောရှိအကုန်လုံးညီမလေးကိုအတူတူစိတ်တူလက်တူနဲ့အကုန်လုံးဂုံပြုတ်ပေးကြတာပါဒါကြောင့်မို့ညီမတို့ရဲ့ဒီတဲတဲလုတ်ပန်းထားတဲ့ရှင်လေးကိုအော်တိုဘာပထမပတ်မှာ တင်ပေးပါမရှင်အားလုံးပဲစောင့်မျှော်ပြီးအားပေးကြပါမယ်မြန်မာစတာပစာ